ဒုတိယကမ္ဘာစစ်တွင်မှရန်သူပစ်ခတ်မှုကြောင့်အမေရိကန်စစ်တပ်ထိတ်တန့်အရာရှိကြီးတယောက်ကြာရှုံးခဲ့ရတဲ့စစ်ပွဲအမေရိကန်စစ်တပ်အတွက်ပြင်းထန်ပြီးရှေ့ကျလွန်သောစစ်ပွဲရဲ့အတန်းကျန်းတန်းရက်ဆက်သောဂျပန်စစ်တပ်၏ခုခံမှုများကြောင့်စစ်ရောဂါများစွာရပြီးတော့စစ်သားအသေးပြောက်အရေးအတွက်အများဆုံးဖြစ်ခဲ့ရတဲ့စစ်ပွဲအစဖြစ်အမေရိကန်တို့အတွက်စိုးကြိုးများစွာနဲ့စစ်ဝင်စားဖွဲ့အကြောင်းတရားများစွာပါဝင်တဲ့ Time for Honesty အမေရိကန်ဂျပန်စစ်ပွဲအကြောင်းလေးကိုမိတ်ဆွေများစစ်ပွဲအကျိုးအပြစ်အကောင်းကျိုးစိုးကြိုးများကိုသင်ခန်းစာယူလေ့လာနိုင်စေဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်1945ခုနှစ်ဧပြီလ10ရက်နေ့မှာအမေရိကန်ကြီးမား ဲ့အမတ်တဆယ်စစ်တပ်နဲ့ဗြိတိန်နယူးဇီလန်ကနေဒါစတဲ့မဟာမိတ်တပ်တွေပါဝင်တဲ့တပေါင်းစုဂျပန်ပြည်ရဲ့အဓိကကျွန်း၅ကျွန်းတွေကတကျွန်းဖြစ်တဲ့အိုကီနာဝါကျွန်းစတဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါအိုကီနာဝါကျွန်းကဂျူဂျူဒေသမှာရှိတဲ့ရီဂျူကျွန်းတွေကအကြီးဆုံးကျွန်းဖြစ်ပြီးတော့ခန့်မှန်းကြည့်ရပြီ16ကီလိုမီတာ66မိုင်ရှည်လျားရတယ်ပြောင်းပြားပြီး17ကီလိုမီတာ9မိုင်ကျော်ဝင်ရှိပါအေရိယာစတုရန်မိုင်အားဖြစ်တော့1206.98စတုရန်ကီလိုမီတာ466.39စတုရန်မိုင်သာကျော်ဝင်ပါပြောရမယ်ဆိုဂျပန်ကုန်ပြည်နယ်ဆိုင်တည်တည်လေးပါခင်ဗျာဂျပန်တို့ကလည်းမဟာမိတ်တပ်တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှု ကာကွယ်ရအတွက်1944မတ်လ13ရက်နေ့တည်းကဗိုလ်ချုပ်ဦးရှိကြီးမှဦးဆောင်ပြီးတော့တပ်ဖွဲ့ဝင်3000 2000နီးပါးနဲ့ဖွဲ့စည်းထားတဲ့အမှတ်32ဂျပန်ကာကွယ်ရေးတပ်ဖြစ်ပြန်လည်ခုခံကာကွယ်တိုက်ခိုက်ခဲ့ပါတယ်။အမေရိကန်တို့ဘက်ကလည်းစစ်တီအင်အား18221ဦးတိုက်လေရင်ပုံကျဲလေရင်ပါဝင်လေရင်3000ကျော်ဗတက်ရှိစစ်ကြီးစီခရူဇာ29စီးအဖြတ်တင်မော189စီး aircraft carrier 39စီးတို့အပြင်ပြတင်ရေတပ်ကရေတပ်လေရင်250စီး Australia, New Zealand, Canada တို့ကတင်မော်များနဲ့ဝန်ထမ်းတချို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။မြေပြင်တိုက်ပွဲတွေအတွက်အမေရိက န်တို့ဘက်ကပိုချုပ်ဂျန်နယ်ဘက်ကဥဆောင်ပြီးတော့တိုက်စစ်ဆင်တိုက်ခိုက်ပါတယ်။အမေရိကန်စစ်သား38,221ဦးနဲ့အမရိန်စစ်သား8,000ကျော်၊ရေတပ်သား10,000ကျော်ပါဝင်ပြီးအရန်အင်အားနဲ့အခြားထောက်ပံ့တွေအရန်9,000နီးပါးပါဝင်ပါတယ်။ဂျပန်တို့ဘက်ကကျွန်းကာကွယ်ရေးအတွက်တပ်ဖွဲ့ဝင်13,000နီးပါးပါဝင်တဲ့အမှတ်30နှစ်တမဟာကိုဂျပန်ဘီယင်းတပ်ကစစ်သည်9,000 9,000အိုကီနာဝါပြည်သူစစ်3,900တောင်အိုကီနာဝါကျောင်းသားတပ်1,980လုံးနဲ့ဖွဲ့စည်းထားပါတယ်။ဂျပန်ဘီယင်းတပ်ကစစ်သည်9,000 9,000နဲ့မှရေတပ်သား9,000လောက်ပါဝင်ပါတယ်။ရေတပ်သား9,000နဲ့မှမြေပြင်တိုက်ပွဲအကြောင်းနားလည်သူရာဂနန်းလောက် ပဲပေါ့မှာအဲ့ဒီတော့တကယ်တိုက်ပွဲတွေကြောင်းနားလေတာဆိုလို့ဂျပန်ဘီရင်တပ်ကစစ်သည်6000နီးပါးပဲရှိပါတယ်ပြည်သူစစ်3900နဲ့မှ2400ကိုယူနီဖောင်းဝတ်ခိုင်းထားပြီးတော့1900ယူနီဖောင်းပဲပြည်သူစစ်နဲ့ဂျပန်တို့ကအမှုထမ်းစီခဲ့အိုကီနာဝါကျောင်းသား1980ကကြာတော့အသက်14ကနေ18နှစ်အတွင်းမှာရှိတဲ့ကျောင်းသားဥယေတွေကိုမဖြစ်မနေရစစ်မှုထမ်းခိုင်းတဲ့စစ်မှုထမ်းစနစ်နဲ့စစ်မှုထမ်းခိုင်းတာလည်းကျောင်းသားတပ်ပဲဖြစ်ပါ အိုဂီနာဝါကျွန်းစစ်ပွဲမဖြစ်ခင်မှာအမေရိကန်တို့ကမက်လန်26ရက်နေ့မှာကျွန်းအနောက်ဘက်15မိုင်24ကီလိုမီတာအကွာမှာရှိတဲ့ခီယာမာကျွန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါခီယာမာကျွန်းတိုက်ပွဲမှာအမေရိကန်တို့28ဦးကြာဆုံးပြီး82ဦးဒဏ်ရာရခဲ့ဂျပန်တို့ဘက်ကအများအပြားတေဆုံးပြီးတော့650ကျော်အန်ခံခဲ့ရပါဧပြီလတနေ့မှာအမေရိကန်တို့ကဂျပန်တပ်တွေအရွှေ့ပြောင်းမှုနှောက်နေဖြစ်စီရန်အတွက်ရွေပြီးတော့အိုဂီနာဝါကျွန်းအရှေ့တောင်ပိုင်းမှာရှိတဲ့မီနာတိုကကမ်းခြေတွေကိုကန်တက်တရောင်ရဲရောင်ပြပြီးတော့ကျွန်းရဲ့အနောက်ဘက်ကမ်းရိုးတွေမှာရှိတဲ့ဟာဂူရှိကမ်းခြေတွေအဓိကထားကန်တက်ဝင်ရောက်ခဲ့ပါတယ်အမေရိကန်တို့ကကျွန်းရဲ့အလဲပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနိုင်ပိုင်းအတွင်းမှာပဲဂျပန်တို့ရဲ့လေတက်စခန်းငယ်နှစ်ခုဖြစ်တဲ့ကီတာနာနဲ့ရိုမီတန်လေတက်စခန်းငယ်နှစ်ခုကိုသိမ်းပိုင်နိုင်ခဲ့ပါဂျပန်တို့ကလည်းကျွန်းရဲ့ကုန်းပြီးအလဲပိုင်းကိုထိုးပေါက်ဝင်ရောက်လာတဲ့အမေရိကန်တို့ကိုတောင်းနှင်းမြောင်းနှစ်ဖက်ပူးပေါင်းပြီးတော့တိုက်ခိုက်ဖို့အတွက်စီစဉ်ထားခဲ့ပါဒါပေမဲ့ဂျပန်တို့ရဲ့အစီအစဉ်ကအမေရိကန်တွေကတာလွန်အင်အားနဲ့လက်နက်နည်းပညာတို့ကြောင့်ထင်ရှားနိုင်ဖြစ်မလာခဲ့ပါဘူးအမေရိကန်တို့ကခန်းစစ်အားနဲ့ကျွန်းရဲ့မြောက်ဘက်ပိုင်းကိုအဓိကရတိုက်ခိုက်ရန်စီစဉ်ခဲ့ပါအဲ့ဒီစီစဉ်တိုင်းပဲဧပြီလ9ရက်နေ့မှာကျွန်းရဲ့မြောက်ဘက်ပိုင်းမှာရှိတဲ့မိုတိုဘူးကျူးဆယ်တွေကိုအပိတက်သိမ်းယူနိုင်ခဲ့ပါတယ် မော်တူဘူးကျင်းဆက်တွေကိုတင်ပြီး6ရက်ကြာမှာဧပြီ13မှာအမေရိကန်တို့ကဂျပန်တို့ရဲ့မြောက်ပိုင်းအဓိကခန်းစစ်စခန်းဖြစ်တဲ့ရဲတာကီတောင်ကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ဂျပန်တို့ရဲ့မြောက်ပိုင်းခန်းစစ်စခန်းဖြစ်တဲ့ရဲတာကီတောင်ကမော်တူဘူးကျင်းဆက်တွေမှာအမြင့်ဆုံးတောင်ဖြစ်တဲ့အပြင်မြေမျက်နှာတွင်ပင်ရကြောက်ဆောင်တောင်ကျောများနဲ့လျှို့မြောင်တွေပေါ်တဲ့အတွက်အမေရိကန်တို့ပိစက်မှုများစွာနဲ့ခက်ခက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရပါတယ်။ဆက်လက်ပြီးကျွန်းရဲ့မြောက်ဘက်ပိုင်းမှာရှိတဲ့မော်တူဘူးကျွန်းရဲ့အနောက်ဘက်စွန်းနာကလီရှိမာကျင်းဆက်လေးကိုလည်းဧပြီ16နေ့မှာအမေရိကန်ထပ်မံသိမ်းပိုက်ပြီးတော့ယာယီလီတဲ့စခန်းငယ်အဖြစ်နဲ့တည်ဆောက်ထားခဲ့ပါတယ်။ဒါအိုဂီနာဝါမြောက်ပိုင်းကျွန်း င်းရဲ့စစ်ပွဲအဆုံးသတ်တော့မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့လည်းဧပြီ22ရက်နေ့မှာအမေရိကန်တို့ကကျွန်းအမျိုးဝက်ပိုင်းကိုအလုံးစုံထိန်းချုပ်နိုင်ပြီလို့ပြောလို့ရပါတယ်။လက်နက်ကင်ဆွဲတာဒေသခံမျိုးသမီးတွေရဲ့တိုက်ခိုက်မှုဂျပန်တို့ရဲ့အစ်ကန်တိုက်ခိုက်မှုကမကြာခဏရှိတဲ့ပြည်နိုင်ငံငြိမ်သက်တယ်လို့တော့မဆိုနိုင်သေးပါဘူး။အိုကီနာဝါကျွန်းရဲ့မြောက်ပိုင်းမြေပြင်စစ်ပွဲတွေပြင်ရေပြင်တိုက်ပွဲတွေမှာလည်းဂျပန်တို့ရဲ့အစ်ကန်ခါမီခါသည်တိုက်ခိုက်မှုတွေကြောင့်မလ26ရက်နေ့ကနေပြီးတော့ဧပြီ30ရက်အတွင်းအမေရိကန်စစ်တပ်အစီ20နဲ့မြုပ်ခဲ့ပြီးတော့158စီထိခိုက်ပျက်စီးခဲ့ရပါဂျပန်စစ်တပ်အတွက်လည်းအမေရိကန်ရေတပ်ပေါ်ပင်ခါမီခါစီတိုက်ခိုက်မှုကြောင့်လေရင်1000နီးပါးဆုံးရှုံး ခဲ့ရပါအမေရိကန်တို့အနေနဲ့ဂျပန်တို့ရဲ့ခါမီခါစီတိုက်ခိုက်မှုကြောင့်စစ်သမောကြီးတွေမဆုံးရှုံးတော့လဲတန်တဲ့စစ်သမောငယ်တွေဖြစ်တဲ့ရေဒါဖြစ်တဲ့တင်မောအဆောင်ကန်တက်ဖြစ်တဲ့တင်မောစတဲ့တမောငယ်တွေတော့အများကြီးထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါအမေရိကန်တို့ကအစီအစဉ်အတိုင်းပဲထန်စစ်ပိုင်းအားနဲ့ကျွန်းရံမြောက်ဘက်ပိုင်းကိုဒီကတာတိုက်ခိုက်သိမ်းပိုင်းနေတဲ့အချိန်မှာထန်စစ်ပိုင်းအားကောင်းနဲ့ကျွန်းရံတောင်ဘက်ပိုင်းကိုလည်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါဂျပန်တို့ကလည်းကြောက်ဆောင်တောင်ကျောတွေနဲ့လူမြောင်များပေါ်တဲ့မြေမျက်နှာသွင်းပြင်ကိုအခွင့်အရေးယူပြီးတော့ခန်းစစ်စခန်းများစွာတိစောက်ပြီးတော့အစွမ်းကုန်ခုခံကာကွယ်တိုက်ခိုက်ကြပါကျွန်းရံတောင်ဘက်ပိုင်းစစ်ပွဲတွေအနေနဲ့လည်းအမေရိကန်တို့ကဂျပန်ရဲ့ခန်းစစ်စခ ခန်းငယ်နှစ်ခုဖြစ်တဲ့ကာတာစတာဂုံနဲ့ပီနက်ဆယ်စခန်းငယ်တို့ကိုအေပရာရှီယာနေမှာအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။အဲ့ဒီခန်းစစ်စခန်းငယ်တိုက်ပွဲမှာဂျပန်လူမျိုး၄000လောက်ဖမ်းဆီးခံပြီး1500လောက်သေဆုံးခဲ့တယ်။ခန်းစစ်စခန်းငယ်တိုက်ပွဲလေးမှာတော့အဲ့လောက်တည်ကျင်းနေပြီဆိုရင်၈၀တိုက်မဲ့အမေရိကန်တို့ရဲ့တကယ်ခန်းစစ်စခန်းကြီးတိုက်ပွဲတွေကပြောစရာမလိုတော့ပါဘူး။အမေရိကန်တို့ဘက်ကလည်းစနေပြီးသားတိုက်ပွဲအတွက်ဆက်လက်တိုက်ပွဲဝင်ရုံမှတပါအခြားရွေးချယ်စရာလမ်းမရှိတော့ပါဘူး။ဒါကြောင့်ပဲအမေရိကန်တို့ကခါခါစုတောင်ကြားကိုဖြတ်ပြီးတော့ကျွန်းရဲ့တောင်ဘက်ပိုင်းကိုချစ်တဲ့တိုက်ခိုက်သိမ်းပိုင်ဖို့အတွက်ပြင်ဆင်ကြပါတော့။ ။ Okinawa ကျွန်းရဲ့ခါခါစုတောင်ကြားမြေမျက်နှာတွင်ပြင်ရကြမ်းတမ်းပြီးတော့တောင်တန်းတောင်ကုန်းငယ်များနဲ့ပြည့်နေတဲ့အတွက်ကြောင့်ဂျပန်တို့ရဲ့အဓိကခန်းစစ်စခန်းနေရာတစ်ခုဖြစ်ပါတယ်။ဂျပန်တို့ကလည်းအဲ့တောင်ကြားလမ်းမှာလိုင်ကူများစွာတူပြီးတော့အမေရိကန်တို့ကိုပြင်းထန်ခုခံကာကွယ်ဖို့လည်းပြင်ဆင်ထားကြပါတယ်။အမေရိကန်တို့ကလည်းတာလွန်အရအစင်းမြင့်လက်နက်နည်းပညာများဖြင့်အင်အားအများပြားသုံးပြီးတော့တိုက်ခိုက်ကြပါတယ်။ဒါပေမဲ့အမေရိကန်တို့ဘက်ကဘယ်လိုပဲတာလွန်အရလက်နက်နည်းပညာနဲ့တိုက်ခိုက်စေကောင်မှုစစ်သားအသေးပြောက်အယူတက်ကတော့နှစ်ဖက်လုံးဝများပြားစွာရှိခဲ့ပါတယ်။ဒါကြောင့်အမေရိကန်တို့နေနဲ့ကျွန်းရဲ့တောင်ဘက်ပိုင်းခါခါစုတောင်ကြားကိုဆက်လက်ချီတဲ့တိုက်ခိုက်နိုင်ခြင်းမရှိတော့ဘဲနဲ့စစ်ကြောင်းရ က်တန်းခဲ့ရပါတယ်။အဲ့ဒီတောင်ကြားလန်ဂျပန်တို့ရဲ့ပထမခံစစ်လိုင်းမီချီနာဒိုဒက်ဖန်စင်လိုင်းလို့လည်းခေါ်ပါတယ်။ပြောရမယ်ဆိုအမေရိကန်တို့ကဂျပန်တို့ရဲ့ပထမခံစစ်လိုင်းမှာတည်မှာထိုးစစ်ဆင်ဆက်လက်တိုက်ခိုက်နိုင်ခြင်းမရှိတော့ဘဲနဲ့အသေးပြောက်များစွာနဲ့စစ်ကြောင်းရက်တန်းနေခဲ့ရပါတယ်။ ဂျပန်တို့ကလည်းအမေရိကန်တို့ဘက်ကမိမိတို့ပထမခံစစ်လိုင်းစကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နိုင်တော့ခြင်းမရှိတော့တာကိုအခွင့်ကောင်းယူပြီးတော့ခံစစ်ကနေတိုင်ပြန်တိုက်စစ်ဆင်ဖို့အတွက်ကြိုးပမ်းလာခဲ့။ရှေ့ဆက်မတိုးနိုင်တော့တဲ့အမေရိကန်တွေကိုဂျပန်တို့ကညဘက်အမှောင်နဲ့အချိန်နေမှာအင်အားလုံးရင်တုံးပြီးတော့အနီးကဝင်ရောက်တိုက်ခိုက်မယ်ပြီးတော့ပြန်လည်ဆုတ်ခွာမယ်ဆိုတဲ့အနီးကတိုက်ပွဲပြုတာတုံးပြီးတော့ဧပြီလ12ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ပါ။ညဘက်တိုက်ပွဲတွေမှာဂျပန်တို့ကတားတယ်အမေရိကန်တို့ကအရေးနိုင်တယ်ဆိုတာကိုဂျပန်တို့သိပေမဲ့လည်းဧပြီလ14ရက်နေ့အထိပဲဂျပန်တို့ကတိုက်စစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပါ။ဘာကြောင့်လဲဆိုတော့အမေရိကန်တို့ရဲ့တာလွန်ကောင်းမွန်တဲ့ပြစ်ခတ်မှုဆိုတာဂျပန်တွေရဲ့ညဘက် ဒီကတိုက်ဝဲပြီးပါအောင်အလွန်အမ်းနဲ့ရှိစီတဲ့အတွက်ဂျပန်တို့တံပြန်တိုက်စစ်တာမျိုးခံစစ်ပြီးပါတော့ပြန်ပြောင်းခဲ့ရပါတယ်။ဧပြီလ19ရက်နေ့မှာအမေရိကန်တို့ကတောင်ကြားတောင်ကုန်းတွေထဲကနေရာယူပြီးခုခံတိုက်ခိုက်နေဂျပန်တို့ကိုအပြစ်သက်တိုက်ခိုက်ဖို့အတွက်ရေချောင်းလေချောင်းလက်နက်ကြီးပစ်ကူများအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ပါတော့။အဲ့ဒီထိုးစစ်ဆင်တိုက်ခိုက်မှုကဒူရကဘာစစ်တွင်းမှာပစိဖိတ်ဒေသစစ်ပွဲတွေအကြမ်းတမ်းဆုံးနဲ့အပြင်းလုံးထိုးစစ်ဆင်တိုက်ခိုက်မှုဖြစ်နေတယ်မှတ်တမ်းဝင်ခဲ့ပါ။ဂျပန်တို့ကလည်းအမေရိကန်တို့ရဲ့ရင်းထန်သောတိုက်ခိုက်ခြင်းအားနဲ့ပြီးသူရဲ့အမြောက်လက်နက်တွေထိခိုက်ပျက်စီးမှုမရှိစေဖို့အတွက်ကျွန်းရဲ့အနောက်ဘက်တောင်ဆောင်တွေမှာလှိုင်းနေတူပြီးအမြောက်လက်နက်ကြီးကိုဖွဲ့သိမ်းထားခဲ့ပါ။အမေရိကန်က ပြင်းထန်သောလေကြောင်းရေကြောင်းပြစ်ကူများနဲ့တူတင်ကန်တက်ရင်လေမြေပြင်ခြေရင်တက်ရင်များနဲ့ပူပေါင်းပြီးတော့အဖွဲ၃ဘက်ခွဲရဲ့မြေပြင်မှာတစ်ဖွဲ့စီ1.5မိုင်1.4ကီလိုမီတာစီအကောက်ဝေးပြုလုပ်ပြီးတော့မြေပြင်ခြေတက်တိုက်ခိုက်တိမ့်ပိုင်ခြင်းများပြုလုပ်ခဲ့ဂျပန်တို့ကလည်းမြေပြင်ခြေတက်တိုက်ခိုက်ကြတဲ့အမေရိကန်တို့ကိုပေါင်းအောင်နေရလှိုင်ကူများတွေတွင်ရနဲ့လက်ပစ်ပုံးများစစ်ပဏ္ဏများပြပြန်နဲ့ခုခံတိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ပါဂျပန်တို့ဘက်ကမြေမျက်နှာသွင်းပြီးအသာစီးနဲ့တူတင်ပြင်ဆင်ပြီးခုခံကာကွယ်တော်လဲနောက်ဆုံးအမေရိကန်တွေရဲ့တာလွန်အင်အားများပြားနဲ့အစစ်မြေလက်နက်များကြောင့်ဂျပန်တွေကမိမိတို့ရဲ့ပထမခံစစ်လိုက်ကိုဆုံးခွာပေးခဲ့ရပါတော့အမေရိကန်တို့ကလည်း ဂျပန်လူရဲ့ပထမခန်းစစ်လိုင်းမာချီနာတို့တဖက်စစ်လိုင်းကိုဧပြီလကုန်ပိုင်းမှာအပိသက်ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်ပြီးတော့ကျွန်းရဲ့တောင်ဘက်ပိုင်းကိုဆက်လက်ထိုးပေါက်ဝင်ရောက်ဖို့အတွက်ပြင်ဆင်ကြပါတော့တယ်အဲ့ဒီပထမခန်းစစ်လိုင်းတိုက်ပွဲမှာအမေရိကန်တို့ဘက်ကတင့်က22စီဆုံးရှုံးပြီးတော့စစ်သား920ဦးသေဆုံးအများပြားဒဏ်ရာရခဲ့ပါအမေရိကန်တို့ကလည်းဂျပန်လူရဲ့ပထမခန်းစစ်လိုင်းကိုတိုက်ခိုက်ပြီးရတယ်ကျွန်းရဲ့တောင်ဘက်ပိုင်းကိုအလုံးစုံထိန်းချုပ်နိုင်ဖို့အတွက်စစ်တပ်အင်အားပြန်လည်စုဝေးပြင်ဆင်ကြပါကျွန်းရဲ့မြောက်ပိုင်းမှာရောက်နေတဲ့အမေရိကန်တပ်နဲ့တောင်ပိုင်းရောက်တဲ့အမေရိကန်တပ်တို့ပြန်လည်ပူးပေါင်းပြီးတော့ကျွန်းရဲ့ညာဘက်အခြံရေပြင်းပြင်ကိုစစ်စင်ရေးလုပ်ပြီးတော့တိုက်ပွဲအချိန်ကိုထိန်းချုပ်လိုက်ပါ ပန်တို့ကလည်းပထမခံစစ်လိုင်းကျသွားသဖြင့်ကျွန်းရဲတောင်ဘက်အချမ်းကိုတက်ဆုပ်ွားရဲနောက်ဆုံးချိန်ထိခူကန်ကာဝယ်ဖို့အတွက်ပြင်ဆင်ကြပါတော့တိုက်ပွဲရှင်ကိုထိန်းချုပ်ပြီးတော့အိုဂီနာဝါကျွန်းရဲရေပြင်မြေပြင်မှာစကန်းချထားတဲ့အမေရိကန်တို့ကိုဂျပန်တို့ကမေလ၄ရက်နေ့မှာအမြောက်ကြီးပေါင်းတသိန်း၃000နဲ့တိုက်တိုက်ခိုက်ခဲ့တယ်။ဒါပေမဲ့အမေရိကန်တို့ရဲ့အစင်းမြင့်နီးပညာနဲ့တိရောက်စွာပြန်လည်ပြစ်ခတ်မှုကြောင့်ဂျပန်တို့ရဲ့အမြောက်များပြည်စည်းဆုံးရှုံးသဖြင့်ဂျပန်ရဲ့တိုက်ခိုက်မှုအစီအစဉ်ကမောင်မြင်ခဲ့ရပြန်ပါတယ်။အမေရိကန်တို့ဘက်ကလည်းဂျပန်တို့ရဲ့တိုင်ပင်တိုက်စစ်ကိုစောင့်နေတော့ပဲပိုကျော့ဂျန်နွယ်ပကနာကမေလ၁၇ရက်နေ့မှာဂျပန်တို့ဒုတိယခံစစ်စခန်းဖြစ်တဲ့ကိုနီကေတောင်ကို ဆယ်ရဲကြာတိုက်ဝဲဖြစ်ပြီးထပ်မံတိုက်ခိုက်သိမ်းပိုင်လိုက်ပါဂျပန်တို့ရဲ့ဒုတိယခန်းစစ်စခန်းဖြစ်တဲ့ကိုနီကယ်တောင်ဟာရှိုနာဘာရူကန်ယူတန်းလွင်ပြင်ထက်186ပေ145မီတာအမြင့်မှာရှိပြီးတော့ဂျပန်စစ်သားတထောင်လောက်နဲ့ဖွဲ့စည်းထားတဲ့ဂျပန်တို့ရဲ့အဓိကခန်းစစ်စခန်းတစ်ခုဖြစ်ပါအဲ့ဒီချိန်ကန်ယူတန်းတစ်ဖက်မှာလည်းဂျပန်တို့ရဲ့ဒုတိယခန်းစစ်စခန်းဖြစ်တဲ့ရှူဂါလူတောင်ကိုအမေရိကန်တို့ကထပ်မံတိုက်ခိုက်သိမ်းပိုင်လိုက်ပါဂျပန်တို့ကမိမိတို့အားထားရဒုတိယခန်းစစ်လာရင်အဓိကစခန်းနှစ်ခုတလုံးကျသွားတဲ့အတွက်တိုက်ဝဲဖော်ဆောင်ဖို့အတွက်အခက်အခဲများစွာရှိလာပြီကျွန်းရဲ့တောင်ဘက်ပိုင်းကိုထပ်မံပြီးစုခွာပေးခဲ့ရပါတယ်အမေရိကန်တို့ကလည်းတိုက်ဝဲဖြစ်နေတဲ့ ချိန်မေလာကုန်မှာမိုးတုံမိုးရွာသဖြင့်ရှုံလွန်ဖြစ်သွားတဲ့မြေပြင်ကြောင့်နီးပြွာနဲ့ဆေးဘက်ဆိုင်ရာအကူအညီတွေရယူရအခက်ခဲရှိလာတယ်။မိုးတုံမိုးကြောင့်ရေပြည့်နေတဲ့မြေပြင်ပေါ်မှာမြုံမထားလို့ပုတ်ဆွေးနေတဲ့စစ်သားလောင်းတွေအပြည့်နေရာယူထားတဲ့မြင်ကွင်းကအမေရိကန်တို့ရဲ့အစိတ်ပြင်းပြီးကြောက်ဖို့ကောင်းတဲ့တင်ညာကုန်တပွဲဖြစ်နေပါလား။လူလူချင်းအနိုင်ယူတပ်ဖြတ်ခြင်းရဲ့ပြယုံနေတဲ့တပ်သူပြနေတဲ့အဲ့ဒီမြင်ကွင်းအမေရိကန်တို့ရဲ့စိတ်ရောဂါများစွာရစေခြင်းတွေကအကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဂျပန်တို့တက်ဆွန်ခွာပြီးတော့ဆုံးဖြတ်ထားခဲ့တဲ့အိုကီနာဝိုင်းမြို့တော်နာဟာကိုအမေရိကန်တို့ကမေလ24ရက်နေပြီးတော့28ရက်နေ့အတွင်းမှာတတိကြီးစွာနဲ့တင်ပိုင်နိုင်ခဲ့ပြီးတော့ ော့မေလ29ရက်နေ့မှာရှူရီကတ်စတယ်ကိုလည်းထပ်မံနေပြီးရှင်းလင်းပြီးတော့ဂျပန်တို့ရဲ့ဒုတိယခန်းစင်လိုင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့ပါတော့။မေဂန်တို့ကဂျပန်တို့ရဲ့ဒုတိယခန်းစင်လိုင်းမှာတက်ဆုပ်ခွာပြင်ဆင်မှုကိုအမြောက်လက်နက်ကြီးတွေပြစ်ခတ်တားဆီးခဲ့တော့လေ။ဂျပန်တို့ကမုတ်တုံမိုးတံခံပြီးညဘက်တွေမှာနေမီကျွမ်းကျင်စွာနဲ့တက်ဆုပ်ခွာနိုင်ခဲ့တာကြောင့်ဂျပန်တပ်ဖွဲ့ဝင်3000လောက်ကနောက်ဆုံးခန်းစစ် KN ကျွမ်းပေါ်ကိုအနယ်ကင်းသွားရွှေ့ပြောင်းနိုင်ခဲ့တယ်။အဲ့လိုမျိုးဂျပန်တပ်ဖွဲ့ဝင်အများအပြားရွှေ့ပြောင်းနိုင်ခြင်းဟာနောက်ပိုင်းမှာရသားထောင်ပေါင်းများစွာပါဝင်တဲ့အိုကီနာဝါအကြီးကျယ်ဆုံးသောတပ်ဖြတ်မှုကိုဦးတည်စေခဲ့ပါတယ်။အိုကီနာဝါကျွမ်းစစ်ပွဲတွေမှာဂျပန်တို့ ဘက်ကအလုံးစုံရှုံးလင်းနေခဲ့ပေမဲ့လည်းဂျပန်ဘီယင်တက်၏လက်နက်မချရေးမူဝါဒကိုကင်ဆယ်ထားတဲ့ဂျပန်စစ်ဘုတ်တွေကြောင့်အမေရိကန်တို့တို့ကနောက်ဆုံးအချိန်ထိပြင်းထန်ပြီးတော့ကျဆက်လွန်သောတိုက်ပွဲများဖြစ်ခဲ့ရပါတယ်။အမေရိကန်တို့ကဂျပန်တို့ရဲ့ဒုတိယခံစစ်လိုင်းကိုဖျက်ချော်အပြီးဂျွန်လ၄ရက်နေ့မှာဂျပန်မြေပြင်စစ်စင်ရေးတွေပြုလုပ်ပြီးတော့အိုကီနာဝါကျွန်းစော်တွေကိုနယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့ပါတယ်။ဂျွန်လ၃ရက်နေ့မှာဂျပန်တို့ရဲ့ရေတပ်ဘုတ်ကြီးကြီးအိုတာနဲ့အတူဂျပန်ရေတပ်သား၄000လောက်ကစစ်ပွဲအရှုံးတောင်းဝင်တဲ့အနေနဲ့မိမိတို့ပေါင်းကလိုင်းကိုအတွင်းမှာပဲအဆုံးစီရင်ခဲ့ကြပါတယ်။အမေရိကန်တို့ကလည်းတက်ဆုတ်ခွာပြီးတော့နောက်ဆုံးခံစစ်အနေနဲ့ပြင်ဆင်ထားတဲ့ဂျပန် န်တို့ကို KN ကျွန်းဆွယ်ဒီလိုင်းလိုင်းတိုက်ခိုက်နေစဉ်အတွင်းမှာပဲဂျပန်တို့ရဲ့ပြန်လည်ပြုတ်ခတ်မှုကြောင့်ဂျွန်လ18ရက်နေ့မှာအမေရိကန်တို့ရဲ့မြေပြင်တိုက်ခိုက်ရေးထိပ်ပိုင်းခေါင်းဆောင်ဂျန်နွေဘက်ကနာရှီတန်းစစ်မြေပြင်မှာကြဆုံခဲ့ရပါတယ်အဲ့ဒါပြင်နောက်ရက်မှာဂျွန်လ19ရက်နေ့မှာအမေရိကန်တို့ရဲ့အမှတ်66ခြေလင်တပ်မှုဘိုဂျိုအက်စလီယာဂျပန်တို့ရဲ့စစ်သနတ်တပ်ကြောင့်ထပ်မံပြီးတော့ရှီတန်းစစ်မြေပြင်မှာကြဆုံခဲ့ရပါတယ်1945ခုဂျွန်လ21ရက်မှာတော့ပြင်းထန်ပြီးရှေ့ကြလွန်တဲ့အိုကီနာဝါစစ်ပွဲကအသက်ပေါင်းများစွာစတေးခံခဲ့ရပြီးဝန်ထမ်းများစွာနဲ့ပြီးဆုံးခဲ့ပါပြီအမေရိကန်တို့ကဂျပန်ပြည်မာကြီးကိုထိုးစစ်ဆင်နိုင်မှုအတွက်ပေးဆပ်မှုတန်ဖိုးကြီးမား စွာနဲ့အိုကီနာဝါကျွန်းကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ဂျပန်စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးဦးရှိကြီးမားနဲ့ဒုတိယဗိုလ်ချုပ်ကြီးချိုရာသူတို့ပိတ်မိနေတဲ့တောင်ကုန်အမှတ်89မှာပဲစစ်ပွဲရဲ့အရှုံးဝန်တောင်ဝင်တွေအနေနဲ့ဂုံသိက္ခာရှိစွာနဲ့မိမိကိုယ်ကိုမိမိတတ်သိခဲ့ကြပါတယ်။ဦးရှိကြီးမားရဲ့လက်ထောက်ဂျာဟာရာကဂုံသိက္ခာရာတတ်သိဖို့ခွင့်တောင်းခဲ့ပေမဲ့လည်းဗိုလ်ချုပ်ဦးရှိကြီးမားလက်မခံခဲ့ပါဘူး။ဂျာဟာရာကိုရှားကြီးအဆက်ကွဲတာတီးခံပေးပါ။မိမိရှိရင်အိုကီနာဝါတိုက်ပွဲအကြောင်းကိုဂျပန်လူမျိုးတွေအမှန်တိုင်းသိနိုင်မှာမဟုတ်တော့ဘူး။ဒါကြောင့်အိုကီနာဝါတိုက်ပွဲအကြောင်းကိုဂျပန်လူမျိုးတွေအမှန်တိုင်းသိနိုင်ဖို့အတွက်မင်းရဲ့တက်မှုစီကအမိတ်ကိုနာခံပါဆိုပြီးတော့ဂျာဟာ ရာကိုတက်သေးခွင့်မပေးခဲ့ပါဒါကြောင့်ပဲဗိုလ်ချုပ်ဦးကြည်ကြီးမှာလက်ထောက်ရဟနာနောက်ပိုင်းကျွန်းပေါ်တိုက်ပွဲတွေကလည်းလွတ်မြောက် ပြီးတော့ကြီးတန်းရှာရှိဖြစ်လာတဲ့အချိန်မှာ Battle of Okinawa ဆိုတဲ့စာအုပ်ကိုတည်သားပြီးတော့ထုတ်ဝေခဲ့ပါ Okinawa ကျွန်းစစ်ပွဲကအခြားစစ်ပွဲတွေအတွက်အမေရိကန်စစ်သားအသေးပြောက်အရေးအတွက်နှစ်ဆကျော်ပုံများခဲ့တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရသူအလုံးပေါင်းအမေရိကန်တို့က4800ခန့်ရှိခဲ့တယ်တိုက်ပွဲမဟုတ်ပဲပြင်ပကထိခိုက်ဒဏ်ရာရသူ3300ခန့်ရှိခဲ့တိုက်ပွဲကြောင့်ဒဏ်ရာရခဲ့သူ4800ထဲမှာ12000ကျော်က death body ပြန်မရခဲ့ပါဘူးဂျပန်စစ်တပ်ရဲ့ခါမီကာစီတိုက်ခိုက်မှုကြောင့်အမေရိကန်ရေတပ်အခြားကြီးမားတဲ့ရေ ေတက်တိုက်ပွဲတွေအတွက်ပို့ပြီးအသေးပြောက်ရေအတွက်ပို့များခဲ့တယ်။အမေရိကန်တို့ဘက်ကဗိုလ်ချုပ်ကြီး General ပက္ခနာတေဆုံးမှုအကြော်ကြားဆုံးအမေရိကန်ဗိုလ်ချုပ်ကြီးတေဆုံးမှုဖြစ်ခဲ့တယ်။ဒုတိယကမ္ဘာစစ်တွင်းမှာရန်သူပစ်ခတ်မှုကြောင့်တေဆုံးခဲ့ရတဲ့အမေရိကန်ထိပ်ပိုင်းရာရှိတယောက်လည်းဖြစ်ခဲ့တယ်။ပက္ခနာတေဆုံးပြီးနောက်ရမှာပုံမှုချုပ်အစလီယာဂျပန်စစ်တပ်နဲ့တန်းကြောင့်တေဆုံးခဲ့ရပြန်။၃လအတွင်းမှာအမေရိကန်တို့တွေလင်း868စီးဆုံးရှုံးခဲ့တယ်။အမေရိကန်နဲ့မဟာမိတ်တို့ရဲ့တင်မော368စီးပျက်စီးခဲ့တယ်။ဖြတ်တင်မော12စီးကန်တက်တင်မော15စီးနစ်မြုပ်ခဲ့တယ်။ဂျပန်တို့ရဲ့ခါမီကာစီတိုက်ခိုက်မှုတွေကြောင့်၄900နဲ့9ဦးတေဆုံးပြီးတော့၄800 184ဦးတန်းရရခဲ့အမေရိကန်ရဲ့လေနင်းသင်္ဘောနှစီဖြစ်တဲ့ USF front line နဲ့ USS Vanguard line တို့ကထိခိုက်မှုတွေရှိခဲ့ပြီးတော့ရေတပ်အရာရှိနဲ့သင်္ဘောသား၄000ကျော်ကတေဆုံးပြီးတော့4824ဦးပျောက်ဆုံးနေခဲ့ပါဂျပန်တို့ဘက်ကစစ်သား3000နီးပါးတေဆုံးခဲ့ပါတယ်စစ်သား9400နဲ့အမှုဒဏ်3400က Okinawa တိုက်ပွဲမှာလက်နက်ချဖမ်းဆီးခြင်းကိုခံခဲ့ရပြီးတော့လာနိုင်ငံအတွင်းမှာပဲအခြားကျွန်းဆက်တွေကနေပြီးတော့လက်နက်ချတဲ့ဂျပန်စစ်သားဦးရီရ 16346အထိရှိလာခဲ့။ဒါဒုတိယကမ္ဘာစစ်ပစိဖိတ်စစ်ပွဲတွေမှာပထမအဦးဆုံးအကြိမ်ဖြစ်တဲ့ဂျပန်စစ်သားထောင်ပေါင်းများစွာလက်နက်ချအဖမ်းခံခြင်းပဲဖြစ်ပါ။လက်နက်ချတဲ့ဂျပန်စစ်သားအများစုကလည်းအိုကီနာဝါကျွန်းစစ်တီတွေဖြစ်တဲ့အတွက်ဂျပန်ဘီရင်တပ်ကလက်နက်မချရမှုကတော့ကန့်ကွက်ထားတဲ့သူလုံနေပါပါ။ဂျပန်တို့ရဲ့စူပါစစ်သမောရာမာတို့အပါအဝင်တိုက်ခိုက်တဲ့သမော16စီ၊လေယာဉ်8800စီ၊တန်း29စီနဲ့အမြတ်943လက်တို့ထိခိုက်ပျက်စီးခဲ့ရပါ။အမေရိကန်ရဲ့စစ်တမ်းတွေရာပြည်သူ3သိန်းနီးပါးနေထိုင်တဲ့အိုကီနာဝါကျွန်းပေါ်က80ရက်ကြာတိုက်ပွဲမှာဂျန်သူအလောင်း3သိန်း 4,250ခုထဲမှာပြည်သူလောင်း4,200ကျော်ကိုတင်စီရမိခဲ့ပါတယ်။အိုဂီနာဝါပြည်သူတွေကအမေရိကန်တို့ရဲ့တိုက်ပွဲအတွင်းအချက်သားနဲ့ဂျပန်စစ်သားမခွဲထားတက်ခြင်းကြောင့်တတ်ခံခဲ့ရတယ်လို့ဂျပန်တို့ရဲ့ခုခံစစ်အတွက်ရက်ဆက်စွာအတုံးချတက်ဖြတ်ခြင်းကိုလည်းခံခဲ့ရပါ။အဲ့ဒါပြင်ဂျပန်တို့ရဲ့အနောက်နိုင်ငံမုံတီရီဂျွန်ရှာရေးမူဝါဒကြောင့်လည်းအချက်သားအစုလိုက်အပြုံလိုက်မိသားစုနဲ့အတူမိမိကိုယ်ကိုတက်တည်ခြင်းများရှိခဲ့ပါတယ်။ပစိဖိတ်စစ်ပွဲတွေထဲမှာအသေးပြောက်အရေးအတွက်အများဆုံးစစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။တိုက်ပွဲထိခိုက်ဆုံးရှုံးမှုများနဲ့ပြင်းထန်တဲ့စစ်ပွဲဆိုးကျိုးတရားတွေကိုသင်ကန်းသာယူလေ့လာနိုင်စေဖို့အတွက်လည်းဒေသုံး သူတွေကိုအမှတ်တရရှိနေစေဖို့အတွက်စစ်ပွဲအတွင်းမှာအသက်သေဆုံးခဲ့ရတဲ့လူတိုင်းရဲ့နာမည်ကိုအမှတ်တရကြောက်စာရေးထိုးထားခဲ့ပါအဲ့ဒီထဲမှာနာမည်ပေါင်း2သိန်း4000ကျော်ပါဝင်ပါလေအဲ့ဒီနာမည်ထဲမှာအိုကီနာဝါပြည်သူက3သိန်း4000နဲ့9634ဦးဂျပန်စစ်သား9823ဦးအမေရိကန်စစ်သား14000နဲ့10ဦးတောင်ကိုရီးယား382ဦးပြတင်းရ82ဦးနော်ကိုရီးယား82ဦးနဲ့ထိုင်ဝမ်34ဦးတို့ပါဝင်ခဲ့ပါတယ်ဟုတ်ကဲ့မအားကျင်တမိုင်းတင်ဆိုတဲ့အတိုင်းအတိတ်တမိုင်းဖြစ်ရတွေကိုလေ့လာမှတ်သားပြီးအနာဂတ်လက်တွေ့ဘဝမိမိဘဝနဲ့လူသားမ မျိုးနယ်များအတွက်အကျိုးရှိအောင်မှန်ကန်သောရွေးချယ်မှုများကိုပြုလုပ်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့မိတ်ဆွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်